ဘုံတို့၃မိနစ်လောက်ကြာတယ်၃မိနစ်လောက်ကြာတယ်တရားထိုင်ပုံထိုင်နေလေးကိုဘုံမအရင်ဖြုတ်ဖြုတ်ကြပရမဆုံးဝင်လေထွက်လေစတနနာရှိဆိုင်ပါ slow and deep breathing စတနနာရှိဆိုင်ပါ၃မိနစ်ဘာလို့၃မိနစ်ထိုင်လို့ဆိုတော့အလုတ်ခွင်မှာတရားထိုင်စေချင်တယ်အကြိုက်တရားထိုင်ရင်ရိတ်တာမှမထိုင်လို့ရမယ်အဲ့လိုထင်ထင်မှကြောက် အယိတ်တာအထိရောက်သွားနိုင်တဲ့ပုဂ္ဂိုလ်ကတော့ဒါတော့ကျောဆက်မလို့တော့အတိုင်းထက်အဲ့ယိတ်တာအထိမသွားနိုင်လည်းပဲအလုံးမသုံးတဲ့ကတော့ရတယ်ဘုံဒီတိုင်းပဲတခါတခါဟိုတောင်းမတရားနိုင်ခြင်းမရှိဘူးကားပေါ်မှာပဲတရားထိုင်တယ်လင်းပေါ်မှာတရားထိုင်တယ်လူတွေစောင့်နေတရားထိုင်တခါတခါအစည်းအဝေးခမ်းမှာတော့ contract နဲ့နည်းနည်းမှာ၃မိနစ်၄မိနစ်တော့ဒီတိုင်းထိုင်ပြီးတော့ ဝင်လေထွက်လေကိုကြည့်လိုက်တဲ့ခန္ဓာကိုယ်ကပင်ပန်းနေတဲ့တင်းနေဆိုရင်အဲတင်းနေတဲ့ခန္ဓာကိုပင်ပန်းနေတဲ့ခန္ဓာကိုမိမိရဲ့တူဦးဒီသောရင်သွေးလိုသဘောထားပြီးတော့မေတ္တာစိတ်နဲ့ကိယုနာစိတ်နဲ့ပွေဖက်လိုက်တယ်သူနဲ့ရံမဖြစ်သူနဲ့ရံမဖြစ်ကိုပင်ပန်းနေတဲ့ခန္ဓာကိုသူလမ်းဆန်းသွားအောင်အမ်ဘာလို့ 100ဆိုတာပါပါတော့ဟိုကအဲ့ဒီတောက်တဲ့ဟာတွေလေဟမ်เออไอ้ห่าดิตอดตอดตาก็เอ่ออภิญญาอภิญญาเคมีคือดิเนี่ยอภิญญาธาตุเปตาดิเนี่ยที่ขันธ์ကိုဒီขันธ์ကိုแท้มาปิดขันธ์ကိုปิดเป็นจองแล้วลงเอ้าก็อไตนะทุกข์ที่ไปอ่ะ ိတ်ကအဲ့ဒီပင်မမှုကိုတိုက်ခိုက်နေတော့မယ် resist လုပ်နေတော့ fighting လုပ်နေတယ်အခုအကြတော့စိတ်ကဒီပင်မနေတဲ့ခန္ဓာကိုယ်နဲ့ရံမဖြစ်ဖို့ fight မလုပ်ဖို့ fight လုပ်မဲ့စားသူ့ကိုမိခင်လို့ပွေးဖက်ပြီးတော့အားပေးဖို့ပင်မနာနားလဲတယ် ပင်မနေသလားပင်မနဲ့နားလေတယ်အဲ့ဒီမြေတားစိတ်လေးနဲ့ဝင်နေထွက်လေရှိခေါင်းကိုက်တယ်ဆိုရင်ခေါင်းကိုက်နေသလားခေါင်းကိုက်တာလေးကိုကြည့်ပြီးတော့ခေါင်းကိုက်တာပျောက်သွားဆိုပြီးတော့ဟိုခေါင်းကိုက်တာကိုမောင်းထုတ်တဲ့စိတ်ဖြစ်ရင်အဲ့ညာမှာခေါင်းကိုက်တာနဲ့ရံဖြစ်နေအဲ့လိုမျိုးနဲ့ခေါင်းကိုက်တာကိုလက်ခံတဲ့စိတ်တရားမှတ်တယ်ဆိုတာလက်ခံတာကိုပြောတယ်ဒေါသဖြစ်ဒေါသဖြစ်တဲ့မှတ်ဆိုအဲ့ဒါလက်ခံတာကိုပြော အဲ့တော့ဒါလည်းပဲခေါင်းကိုက်တော့မှကခေါင်းကိုက်နေတယ်ခေါင်းကိုက်နေခေါင်းကိုက်လက်ခံခိုင်းဒီလက်ခံတဲ့နေရာမှာရိုးရိုးအမှတ်နဲ့လက်ခံတာမဟုတ်ပဲနဲ့ကယုဏဆိုတဲ့ compassion နဲ့လက်ခံအဲ့ဒါလေးစိတ်ကညစ်စိတ်ကဟိုပြေးကြည့်ပြေး restless ဖြစ်တယ်ဆိုရင်အဲ့ဒီဟိုပြေးကြည့်ပြေးနေတဲ့စိတ်အဲ့ဒီစိတ်ကိုလည်းပဲမိမိရဲ့တူဦးသောရင်သွေးက ကနာမငြိမ်ဘူးကိုပြေးကြည့်ပြေးနေတယ်အဲ့ဒီကလေးနဲ့ရံတယ်ဖြစ်အဲ့ဒီကလေးကိုလည်းပဲလင်းလင်းရှုမှတ်ထားတယ် fight or flight မလုပ်နဲ့သူ့ဘာလို့မှာလို့ဆိုသူ့ကိုမေတ္တာနဲ့ကြီးပြီးတော့ဟိုနဲ့နားလည်ပြီး accept accept စိတ်ထဲမှာမကျေနပ်တာလေးဖြစ်ပေါ်လာအဲ့မကျေနပ်တဲ့စိတ်လေးကိုလည်းပဲ မိမိရဲ့တူဥတီသောရင်သွေးလို့ပွေပိုင်ပြီးတော့အားပေးပါအားဖြစ်နေရတော့စိတ်ဆိုးနေသလား is okay is okay ဘပူနဲ့အဲ့လိုအားပေးတဲ့ပုံစံမျိုးမိခင်ကတူဥတီသောသားကိုအားပေးတဲ့ပုံစံအဲ့လိုပုံစံမျိုးစိတ်ထားပြီးတော့တရားထိုင်ပါအဲ့ဒီစိတ်နဲ့အဲ့ဒီ ကယုဏစိတ်နဲ့တရားထိုင်တယ်ဆိုရင်အဲ3မိနစ်ကအများကြီးတန်ဖို့ရှိတယ်။ညာတန်ဖို့ရှိတယ်။ဒီနေ့အလုတ်လုတ်တဲ့နေ့ဆိုတော့ခန္ဓာကိုပြင်ပန်းတဲ့ပုံပုံတွေပဲကြားတယ်။အလုတ်ကနေလာတဲ့ပုံပုံတွေခန္ဓာကိုပြင်ပန်းတယ်။အဲ့တော့ခန္ဓာကိုပရမဆုံးအဲ့ဒါလေးနဲ့ကြည့်။ဘုံမောလည်းကားစည်းလိုက်ဆိုတော့ညောင်းတယ်။အဲ့ဒါလေးကိုတတိနဲ့ကယုဏနဲ့ကြည့်ပြီး mindful compassionate ဒီပြင်ပန်းတဲ့ခန္ဓာကိုကြည့် ူနဲ့ယံမဖြစ်အဓိကယံဖြစ်တယ်ဆိုရင်ဒေါသသူနဲ့ယံမဖြစ်ဘူးယံဖြစ်မဲ့အစားဘာကိုအတုံးကြည့်တော့ဂေယုဏအတုံးကြည့်တယ်ဂေယုဏအတုံးကြည့်ပြီးတော့ကြည့်ရဂေယုဏနဲ့သူ့ကိုလက်ခံခန္ဓာကိုယ်ရောဝေဒနာကိုယ်ရောကိုယ်တွေးကြည့်တွေးတဲ့စိတ်ကိုယ်ရောစိတ်ခံစားမှု emotion တွေကိုယ်ရောအကုန်လုံးကိုဒီ၃မိနစ်အတွင်းမှာဖြစ်ပေါ်လာတဲ့ ရရဲအားလုံး mindful compassion တတိဥဆောင်တဲ့ကရုဏာနဲ့ကြီးပေးပါဝင်လေထွက်လေကိုလည်းပဲစဉ်းစားနေရှုဆိုင်3မိနစ်တရားထိုင်9နာရီထို့လို့3မိနစ်တရားချက်ချက်နဲ့တက်ရှူဆိုင်ပါ တက်ရှုရှာပါခန္ဓာကိုယ်ကိုလျှော့တာပါကြောတိကြွက်သားတိလျှော့တာပါစိတ်မငြိမ်နဲ့တမာတိမဖြစ်တဲ့ကိစ္စမရှိဘူးတမာတိမဖြစ်တဲ့စိတ်နဲ့သွားရမဖြစ်နဲ့တမာတိမဖြစ်တာမဖြစ်ဘူးလို့သိရင်အဲ့ဒါတရားထိုင်ရရောက်ပါပြီတရားဖြစ်ပါ and that sunshine when they tread the shoes ချိန်၃မိနစ်ကြည့်ပါပြီဒီနေ့ဟောတဲ့တရားဒီနေ့၃မိနစ်ကျင့်ကြံတဲ့တရားအချင်းချုပ်မယ်ဆိုရင်နေစဉ်နေစဉ်တွေးကြရမယ်စိတ်ဒုက္ခစိတ်ခံစားမှုစိတ်တန်ရာတန်ဖြစ်စိတ်ပြည့်စုံစိတ်ညစ်မှုအဲ့ဒါတွေကို ထွက်ပြေးမဲ့ထွက်ပြေးမဲ့အစားသူတို့ရှိနေတာကိုသိလိုက်ပါသူတို့ဖြစ်တယ်ဆိုရင်ဖြစ်တယ်သိလိုက်ပါလက်ခံလိုက်ပါအဲ့ဒါကို self awareness လို့ခေါ်တယ် limits တဏ္ဍာမဖြစ်နေတဲ့အဲ့ဒီ negative emotion တွေသိတော် self awareness တခြားလူတွေစီမှာဖြစ်တာကိုသိတာကြတော့ social awareness လို့ခေါ် ကိုယ်စိတ်ကိုတီးတာလေသူတို့ဘာစိတ်ကိုတီးအဲ့ဒါကိုပြောတာအဲ့ဒါကြတော့တတိတော့တတိပြန်အဲ့ဒီနောက်တစ်ဆင့်ကတော့ self regulation self regulation ကတော့အဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေမေတ္တာပဲရောက်သွားဒုနာပဲရောက်သွားဝိရိယလေးစိုက်ပြီးတော့အားစိုက်ပြီးတော့တွန်းပို့ပေးတာဖြစ်ပါတယ် self regulation နှစ်ခုပဲ self awareness နဲ့ self articulation ။အဲဒီလိုပြောရင်တော့ self awareness ကတတိ self articulation ကပန္ဒဇင်နဲ့ကရုဏာဒီအနာပေးတမြအားလုံးတတိပဒံအခြေခံနဲ့ရှင်မစုတရားကိုဒီနေ့တဲ့ဒီနေ့ကျင့်ကြံနိုင်ပြီးတကလား စိတ်ဖြစ်မှုတွေစိတ်ညစ်မှုတွေစိတ်တန်တန်ချက်တွေကြောက်ကင်းနိုင်ပြီးကြောရှင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတက္ကနာကိုယ်တွင်ကိုယ်ပါအိမ်တွင်အိမ်ပါဖြစ်တွင်ဖြစ်ပါအစင်းမြင့်မြင့်သာသနာပြုနိုင်ကြပါစေ။